မင်္ဂလာညချမ်းပါရှင်ဒဇမလာရှင်ရဲ့ည၈နာရီညပိုင်းသတင်းတွေကိုစတင်ပြီးတိုင်းရထုံးလေးတင်ဆက်ပေးပါရမယ်ဒီနေ့ညပိုင်းသတင်းတွေမှာတော့ရည်ကြီးရှံမှုကြုံတွေ့ခဲ့ရတဲ့သီရိလင်္ကာနိုင်ငံကိုမြန်မာနိုင်ငံကစုစုပေါင်းတန်ချိန်၉တသမ၂တန်ရှိတဲ့စေဝါနဲ့စေပစ္စည်းတွေတကိုရည်သုံးပစ္စည်းတွေလှူဒန်းခဲ့တဲ့တဲ့ရှမ်းနဲ့တိုင်းဒေသများဒီမိုကရက်တစ်ပါတီကြားဖြူပါတီရွေးကောက်ပွဲအောင်နိုင်ရေးနဲ့လူထုတွေ့ဆုံပွဲကျင်းပခဲ့တဲ့တဲ့ န်တိုဂျာကိုအနိုင်ရရှိပြီး UFC Flyweight တန်းကပတ်ရယူနိုင်ခဲ့တဲ့ဂျိုရှုအဘန်ကိုရန်ကုန်မြို့မှာရှိတဲ့ American တန်ယုံကဂုဏ်ပြုစကားပြောကြားခဲ့တဲ့တဲ့။အိန္ဒိယရဲ့ဂိုဝါပြည်နယ်မှာ night club တစ်ခုမီးလောင်တဲ့အတွက်လူ25ဦးသေဆုံးခဲ့တဲ့တဲ့နဲ့။ဆယ်တာဗီကိုကိုရှုံးနေတဲ့အတွက်ဒေါသထွက်ကြောင်းနဲ့ Man City နဲ့ပွဲမှာ မတူချားတဲ့ပုံစံကိုပြသသွားမယ်လို့အလွန်ဆိုပြောကြားခဲ့တဲ့တဲ့။အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့ဒီပုံလေးနဲ့ ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရတဲ့သီရိလင်္ကာနိုင်ငံကိုမြန်မာနိုင်ငံကစုစုပေါင်းတန်ချိန်ကိုတက်သမနှစ်တန်ရှိတဲ့ဈေးနဲ့ဈေးဝပစ္စည်းတွေတကုတ်ရီသုံးပစ္စည်းတွေလှူဒန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရတဲ့သီရိလင်္ကာနိုင်ငံကိုမြန်မာနိုင်ငံကစုစုပေါင်းကိုတက်သမနှစ်တန်ရှိတဲ့ဈေးဝနဲ့ဈေးပစ္စည်းတွေတကုတ်ရီသုံးပစ္စည်းတွေလှူဒန်းခဲ့ပါတယ်။ တရီလင်္ကာနိုင်ငံမှာ2025ခုနှစ်နိုဝင်ဘာ28ရက်ကတိုက်ခတ်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းဒီဝါကြောင့်ဆိုင်ကလုန်းမုန်တိုင်းဒီဝါကြောင့်ခရိုင်25ခုမှာရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ရာလူပေါင်း9သိန်းကျော်ရေဘေးတံခန်းစားခဲ့ရပြီးလန်ဒန်ရာတွေနေအိမ်တွေနဲ့အခြေခံအဆောက်အုံတွေထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အရေးပေါ်ကူညီကိစ္စရေးလုပ်ငန်းတွေကိုဆောင်ရွက်လျက်အခြေချောင်းနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်ကြောင်းနိုင်ငံတကာကိုကမ်းလှမ်းဖိတ်ခေါ်ခဲ့တဲ့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ပြည်သူတွေကတိရိလင်ကနိုင်ငံဒီဝါဆိုင်ကလုံးမုံတိုင်းထံခံခဲ့ရတဲ့ပြည်သူတွေကိုကျန်းမာရေးဆောင်ရှားမှုနဲ့စေဝါကူတာမှုလုပ်ငန်းတွေအတွက်အထောက်အကူဖြစ်စေမဲ့စေဝါနဲ့စေပစ္စည်းတွေတကူရေးကျန်းမာရေးသုံးပစ္စည်းတွေကိုလှူဒန်းခဲ့တာဖြစ်တယ်လို့သိရပါဗျာ။ လိုရမ်းမှုမှာစေဝါနဲ့ဈေးပစ္စည်း26မျိုးတန်ချိန်6တက်သမ938တန်နဲ့တကိုရီ3ပစ္စည်းတန်ချိန်2တက်သမ26နှစ်တန်စုစုပေါင်းတန်ချိန်9တက်သမ2တန်ကိုကိုလံပိုလေးစိတ်မှာသီရိလင်္ကာနိုင်ငံကတာဝန်ရှိသူတွေထံလွှဲပြောင်းပေးရလိုရန်ခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံအနေနဲ့တီရိလင်္ကာနိုင်ငံရေဘေးနဲ့မြေပြိုဘေးအန္တရာယ်ကြုံတွေ့ခံစားရတဲ့အစိုးရနဲ့ပြည်သူတွေအတွက်အခုလူရမ်းမှုဟာအမေရိကန်ဒေါ်လာ3,200ခန့်တန်မှုရှိပြီး စံတန်ချိန်900နဲ့အမေရိကန်ဒေါ်လာ3သိန်းတို့ကိုပေးဖို့လှူဒန်းသွားမယ်လို့သိရပါတယ်။ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားဖြူပါတီရွေးကောက်ပွဲအောင်နိုင်ရေးနဲ့လူလူတွေးဆောင်ပွဲကျင်းပခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီရွေးကောက်ပွဲအောင်နိုင်ရေးနဲ့လူလူတွေးဆောင်ပွဲကိုဒီနေ့ဒသမ၈ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့ Sky Star Hotel မှာပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုအလေးပြုတာရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီအလံတော်ကိုအလေးပြုတာပါတီဗဟိုကော်မတီဝင်တွေနဲ့ပါတီဥက္ကဋ္ဌရဲ့အကြံပေးတို့ကိုမိတ်ဆက်တာတွေပြုလုပ်ခဲ့ပါတယ်။ကြားဖြူပါတီဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကအဖွင့်အမာစကားမှာရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ကြားဖြူပါတီကိုဒေသတစ်ခုအရေးထက်ပြည်ထောင်စုအရေးဆောင်ရွက်ဖို့အတွက်ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ကြားဖြူပါတီအဖြစ်ပြောင်းလဲပြီး ပြည်တော်စုတဝန်စီယုံမဲ့ပါတီအဖြစ်မှတ်ပုံတင်ပြီးရေကောက်ပွဲဝင်ရောက်ရှင်းပြိုင်မဲ့အခြေအနေတွေအင်ဒိုနီးရှားနိုင်ငံအာချေးပြည်နယ်မှာတရားစတာခွဲဝေပြီးညှိနှိုင်းရယူခဲ့ပြီးရေကောက်ပွဲကနေတဆင့်လက်နက်ကင်ခေါင်းဆောင်တွေအာချေးမှာအစိုးရဖြစ်လာတဲ့အခြေအနေတွေကြားဖြူပါတီအနေနဲ့ရေကောက်ပွဲအနိုင်ရရှိပါကညှိနှိုင်းရေးဆောင်ရွက်မဲ့အခြေအနေတွေဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်261ပြင်ဆင်မှုလိုအပ်တာကြောင့်ပြင်ဆင်ရေးဆောင်ရွက်မဲ့အခြေအနေတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်ပစီးပွားရေးပိတ်ဆို့မှုတွေကိုပယ်ဖျက်နိုင်ရေးဆောင်ရွက်မဲ့အခြေအနေတွေလေယာဉ်မြေသိမ်းဆီပြီးစီမံကိန်းဖော်ဆောင်ခြင်းမရှိတဲ့လေယာဉ်မြေတွေပြန်လည်ရရှိနိုင်ရေးဆောင်ရွက်မဲ့အခြေအနေတွေကိုထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။အဲနောက်ကြားဖြူပါတီတွဲဖက်အထွေထွေအတွင်ရင်မှုဦးဆိုင်ထွန်လင်းကကိုယ်စားလှယ်တွေအတွက်စီယုံရေးကာလအတွင်းဆောင်ရွက်ဆောင်ရွက်တွေကိုရှင်းလင်းဆွေးနွေးတာပါတီဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းရဲ့အကြံပေးဦးပညာစုနဲ့ ကြားဖြူပါတီရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးနေမျိုးစောတို့ကကိုယ်စားလှယ်လောင်းတွေကိုပါတီအောင်နိုင်ရေးအတွက်အကြံပြုခြင်းစကားပြောကြတာတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်2025ထွေထွေရွေးကောက်ပွဲမှာကြောင်ပြူပါတီအနေနဲ့လွတ်တော်ကိုယ်စားလှယ်လောင်း986ဦးအမည်စင်ရင်တင်သွင်းခဲ့ပြီး10ဦးပဲဖြတ်ခံခဲ့ရကလွတ်တော်ကိုယ်စားလှယ်လောင်း986ဦးအတည်ပြုခဲ့တဲ့အတွက်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း158ဦး အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း83ဦးတိုင်းဒေသကြီးနဲ့ပြည်내လွတ်တော်ကိုယ်စားလှယ်လောင်း338ဦးတိုင်းသားလူမျိုးရေးရာလွတ်တော်ကိုယ်စားလှယ်လောင်း10ဦးဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ်။ထပ်မံမီတင်ဆက်ပေးမှာကတော့ပန်ဒိုဂျာကိုအနိုင်ရပြီး UFC Flyweight တန်းကပတ်ရယူနိုင်ခဲ့တဲ့ဂျိုရှူအာဗန်ကိုရန်ကုန်မြို့မှာရှိတဲ့ American တန်ယုံကဂုံပြုစကားပြောကြားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။ ပန်ဒိုဂျာကိုအနိုင်ရပြီး UFC Flyweight တန်းကပတ်ရယူနိုင်ခဲ့တဲ့ဂျိုရှူအာဘန်ကိုရန်ကုန်မြို့မှာရှိတဲ့ American တန်ယုံကဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ American တန်ယုံကပြန်ဘက် Alexandre Pantoja ကိုအနိုင်ယူနိုင်ခဲ့တဲ့ဂျိုရှူအာဘန်ကို American တန်ယုံကဂုဏ်ပြုပါတယ်လို့ဖော်ပြထားပါတယ်။ UFC Flyweight တန်း Champion စင်ခေါ်ဝဲမှာချင်းတိုင်းသားမြန်မာ MMA ကစားသမားဂျိုရှူအာဘန်က လက်ရှိချန်ပီယံပန်တိုဂျာကိုအနိုင်ယူပြီး UFC Flyweight Dan ချန်ပီယံဖြစ်လာခဲ့ပါတယ်။ပထမအခြေ26စက္ကန့်မှာပန်တိုဂျာကဂျိုရှွာဘန်ကိုခြေကန်ချက်နဲ့တိုက်ခိုက်ပြီးပြန်အကျမှာလက်ထိကိုက်ခဲ့ပြီးဆက်လက်မထိုးနိုင်တော့တဲ့အတွက်အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။အသက်24နှစ်သားရှေ့သေးတဲ့ဂျိုရှွာဘန်အနေနဲ့ UFC ပြိုင်ပွဲမှာပထမဆုံး27ရာစုဘွားချန်ပီယံအဖြစ်မတန်းတဲ့ရေးထိုးနိုင်ခဲ့ပါတယ်။ဂျိုရှွာဘန်ဟာ UFC မှာဆယ်ဝဲထိုးသက်ပြီးတဲ့နောက်ချန်ပီယံဖြစ်လာခဲ့ပြီး နောက်ဆုံး6ပွဲဆက်အပောင်ဝင်6ပွဲအထိအနိုင်ရပြီးတပွဲသာအရင်နေခဲ့ပါတယ်။ဒါ့ပြင် UFC ရဲ့ပထမဆုံးအာရှအမျိုးသားနဲ့မြန်မာကစားသမားချန်ပီယံအဖြစ်မှတ်တိုင်သက်စိုက်ထူနိုင်ခဲ့ပါတယ်။ထပ်မံမီအိန္ဒိယရဲ့ဂိုဝါပြည်နယ်မှာ night club တစ်ခု မီးလောင်မှုကြောင့်လူ25ဦးသေဆုံးခဲ့ရတဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးမှာပါ။အိန္ဒိယရဲ့ဂိုဝါပြည်နယ်မှာကမ္ဘာလက်ခီးသွားတွေအကြားရေပန်းစားတဲ့ night club တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်လူ25ဦးသေဆုံးခဲ့တယ်လို့ကိုဝါပြည်နယ်ဝန်ကြီးချုပ်ကဒသမ9ရက်ကပြောကြားခဲ့ပါတယ်။ကိုဝါပြည်နယ်မြောက်ပိုင်းအာဘော်ရာမြို့မှာရှိတဲ့နိုင်ကလမှာဒသမ6ရက်ညတကောင်အချိန်ကလောင်ကျွမ်းခဲ့တဲ့မီးကြောင့်သေဆုံးသူတွေထဲမှာကမ္ဘာလက်ခေးသွားတွေလည်းပါဝင်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကတော့သေဆုံးသူတွေအတွက်ဝန်ထမ်းချောင်းထုတ်ပြန်ခဲ့ပါတယ်။အော်ရီပြပင်လယ်ကမ်းခြေတွေပေါ်မှာရှိတဲ့ပေါ်တူဂီရဲ့ကိုလိုနီဟောင်းကိုအပြင်းနဲ့ဟာ၎င်းရဲ့ညာပိုင်းပွင့်လန်းသပင်တွေကမ်းခြေတွေပင်လယ်ကမ်းခြေအငွေ့သက်တွေကြောင့်နှစ်စဉ်တန်းနေချီတဲ့ကမ္ဘာလေခီးသွားတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနေ့ကတော့ကျွန်တော်တို့အားလုံးအတွက်အရန်နာကျင်းရတဲ့နေ့ဖြစ်ပါတယ်။လူ25ဦးသေဆုံးခဲ့ရပြီး6ဦးကထဏ်ရာရခဲ့ပါတယ်လို့ကိုဟာပြည်နယ်ဝန်ကြီးချုပ်ပရမုတ်ဆောင်းဝန်းကပြောပါတယ်။သေဆုံးသူတွေအနက်ကဘာလက်ခေသွား3ဦးကနေ4ဦးအထိပါဝင်တယ်လို့လည်း၎င်းကဆိုပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့စက်တာဗီကိုကိုရှုံးနေတဲ့အတွက်ဒေါသထွက်ကြောင်းနဲ့မန်စီးတီးနဲ့ပွဲမှာမတူခြားတဲ့ပုံစံကိုပြသသွားမယ်လို့အလွန်ဆိုပြောကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါ။ ရီယယ်မက်ဒရစ်အသင်းကြီးပြရှာဗီအလွန်ဆိုကအိမ်ကွေးမှာဆယ်တာဗီကိုကိုရှုံးနိမ့်ခဲ့တဲ့အတွက်ဒေါသထွက်ကြောင်းနဲ့မန်စီးတီးနဲ့ပွဲမှာမတူခြားတဲ့ပုံစံကိုပြသသွားမယ်လို့ပြောကြခဲ့ပါတယ်ရီယယ်သင်းဟာမနေ့ကအရှင်ပြိုင်ကစားတဲ့ပွဲမှာဆယ်တာဗီကိုကိုနှစ်ဂိုးကိုမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့အပြင် ကာစီယာနဲ့ကာရီယက်စ်တို့လည်းထုတ်ပယ်ခံခဲ့ရပါတယ်။ဒါကြောင့်အလွန်ဆိုကကျွန်တော်တို့ဒေါသထွက်ရပါတယ်။ဒါဟာကျွန်တော်တို့ဖြစ်စေခြင်းနဲ့ပွဲဖြစ်စေခြင်းနဲ့ရလတ်မဟုတ်ပါဘူး။ မီလီတော်တရာရခဲ့တာကလည်းကျွန်တော်တို့ကိုနာကျင်စေပါတယ်။ဒါကပြန်ကောင်းဖို့လည်းခက်ခဲမှာပါ။ဒီအခြေအနေကိုတက်နိုင်သမျှမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်အောင်ကြိုးစားမှာပါ။လီမာပွဲတွေများကြီးကြံပါသေးတယ်။ပြီးတော့စီးတီးနဲ့ရင်ဆိုင်ရမယ့်ချန်ပီယံလိပွဲမှာမတူခြားတဲ့ပုံစံကိုပြသသွားမှာပါလို့ပြောကြားခဲ့ပါတယ်။ရီယဲသင်းဟာဒီယာဒီလာလီကမှာဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပြီး16ပွဲရှင်ပြိုင်အပြီးမှာထိပ်ဆုံးကဘာစီလိုနာနဲ့လေးမှတ်ကွာဟသွားပါတယ်။ချန်ပီယံလိမှာရီယဲသင်းဟာ9ပွဲကစားရမှာ၄ပွဲနိုင် တပွဲရှုံးထားတာကြောင့်အဆင့်၅နေရာမှာရပ်တည်နေပြီးအခုတစ်ပတ်မန်စီးတီးပွဲစဉ်9နှစ်နဲ့ရှက်မာမိုနာကိုဘင်ဖီကာရိုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒဇမလ၈ရက်နေ့ည၈နာရီညပိုင်းသတင်းတွေကိုထရရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။တာယာအီးစက်နဲ့ညချမ်းလေးဖြစ်ပါစေ။